မကြာမီကျင်းပတော့မယ်အာဆီယံစီးကိန်းပြိုင်ပွဲအတွက်လုံခြုံရေးအင်အားတွေအဆင်သင့်ဖြစ်နေပြီလို့မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းမှူးတဦးကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဥအောင်ထွန်မြင့်ရဲ့သတင်းပေးပို့ချက်မှာရှုရန်ကုန်မန္တလေးနေပြည်တော်နဲ့ငွေဆောင်တို့မှာဒီဇင်ဘာလ17ရက်နေ့မှာစတင်ကျင်းပတော့မယ်အာဆီယံစီးကိန်းပြိုင်ပွဲအတွက်လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီးဒီဒီကမေးမြန်းမှုကြောင့်မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းမှူးကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်ဒီလုံခြုံရေးကတော့ ာကျွန်တော်တို့ဒါနေရာတိုင်းမှာနေနေရာလုံးပေါ့နေပြီးတော့ရောရံဘောမနေရောဝေဆောင်တော့အလုံးကတော့ရှင်မနေဆိုဒုက္ခပိသာဖြစ်ပါတယ်။ဟောတလောကဖြစ်သွားတဲ့ကိစ္စမျိုးကတော့လောကလက်ခံနေတဲ့ကိစ္စမဟုတ်ပါဘူး။ MNL ဒီဘောလုံးပဲကိစ္စမှာခုံးရိုက်ချိုးပါရတာတော့ပုံပစ်တဲ့ကိစ္စပါ။ဒါလည်းဒီစီကင်းပုံမှာတော့ဒါလုံးဝအဖြစ်မခံရအောင်မဖြစ်အောင်ဒါကျွန်တော်တို့ဒါအစီအမံတွေလုပ်ပြီးသားပါ။ဒါလည်း ဒီလုံခြုံရေး committee အနေနဲ့တော့အပြည့်အဝကျွန်တော်တို့ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။လုံခြုံရေးကအပြည့်သူတို့လုံထားပြီးသားလိုလာတဲ့ပုံပြီးတော့လုံထားပြီးသားဖြစ်ပါတယ်။အဲ့ဒီအတွေ့အကြုံတွေယူလိုက်တာ။အာဟာဝင်းတွင်ဝင်ရင်းကတွေကိုကွန်ပျူတာစနစ်နဲ့ပြုလုပ်ထားတဲ့ဝင်ခွင့်ကတ်တွေနဲ့သာဝင်ခွင့်ပြုမှာဖြစ်ပြီးစီကဲနဲ့အားပေးမှုတွေကိုလည်းစနစ်တကျစောင့်ကြပ်သွားမယ်လို့လည်းသိရပါတယ်။ကျွန်တော်အောင်ထုံးနေပါခင်ဗျာ။